ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နေ့စဉ်မိုးလေဝသသတင်းများကိုတင်ဆက်ပေးပါရမယ်။နိုဝင်ဘာလ24ရက်နေ့အတွက်ထုတ်ပြန်ချက်များမှာမင်္ဂလာပင်လယ်အော်အခြေအနေမှာယနေ့မြန်မာစံတော်ချိန်9နာရီခွဲနာရီချိန်တိုင်းထွာချက်များရာကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ရင်းနှီးဆက်ဆက်လျက်ရှိသောမလကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော အကောင်းသောလေပြင်းနှင့်ရေဝံဝါဆိုရင်ဆက်လက်တည်ရှိနေပါသည်။ အဆိုပါအကောင်းသောလေပြင်းနဲ့ရေဝါးဆိုရင်အနောက်မှာအနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးပုံမအကောင်းလာကဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ရင်းနှစ်ဆက်ဆက်လျက်ရှိသော ကပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာမှောက်နှိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်မယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တင်မှတိမ်ထူထပ်နေပါတယ်။ ယနေ့ညနေထိခမန်းချက်များအရာသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းတင်းလိုက်တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမည်။ရွာရဲ့ရာနှုန်း80ဖြစ်ပါရယ်။ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတိမ်အထစ်ဖြစ်ထုံးပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာအများအပြားသာရပါမည်။ မိုးတိုင်နှောင်ဖြစ်ပေါ်မှုအခြေအနေအရတနင်္လာရီတိုင်းဒေသကြီးတွင် မိုးတိုင်နှောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိုင်နှောင်များရွှေလျားရာနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။